ပဲဂူတိုင်းတာယာဝရီအကျဉ်းထောက်ကလေလူရဲ့စစ်ပြီးပြန်လည်လူမြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူအပါဝင် နိုင်ဂျင်း၅ယောက်ကိုစစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်တွေကထောင်ဘူးဝကနေပြန်လည်ဖမ်းဆီးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်အတူပါလာတည်ရင်နေမှာတာယာဝတီအချင်းထောင်ကနေလွတ်ရစေတာကြောင့်စစ်စုပေါင်းအချင်းသားအယောက်30ပြန်လည်လွတ်မြောက်လာခဲ့ရာ အဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား16ရောက်ပါဝင်ခဲ့ပါတယ်ဒီ16ရောက်တဲကနိုင်ငံရေးအကျဉ်းသား6ရောက်ကိုထောင်ပူပါကနေပဲစစ်ကောင်ရှင်လက်အောက်ခံကြီးထဲရေးဌာနကရဲကောင်နဲ့ချက်ချင်းပြန်လဲဖမ်းဆီးပြီးတရောက်ဒီရဲစခန်းကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်ပြန်ဖမ်းခါရသူ6ရောက်တဲကနိုင်ငံရေးအကျဉ်းသား1ရောက်ပဲလွတ်မြောက်ခဲ့ပြီး ကျန်9ရောက်ကိုတော့နောက်ထပ်အမှုတက်တွေနဲ့တတ်ပြီးဆက်လက်ဖမ်းဆီးထားတယ်လို့ PPNM ကအော်တိုဘာလ2ရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ် ဒါလုံးဝမလုပ်တည်တဲ့ကိစ္စဖြစ်ပါတယ်။ထောင်မူးကနေပြန်လဲဖန်ခံရတာတော့နိုင်ငံကြီးနေရပဲဖြစ်ပါတယ်ခင်ဗျာ။လက်ရှိကာလမှာဟိုတရားရေးဆိုတဲ့ဟာကလည်းစစ်ကောင်စီရဲ့လက်အောက်ထဲမှာစစ်တပ်ရဲ့လက်အောက်ထဲမှာဖြစ်နေတယ်။ရဲဆိုတာလည်းစစ်တပ်ရဲ့အောက်မှာပဲဖြစ်နေတဲ့အခါမှာတော့လက်ရှိမှာတော့တရားမျှတမှုရရှိဖို့နဲ့ဟိုလူခွင့်ရေးပြည်ပဝဝရရှိဖို့နော်လွတ်လပ်စွာသွားလာခွင့်တွေလှုပ်ရှားနေထိုင်ခွင့်တွေရဖို့ဆိုတာတော့လက်ရှိချင်းတွေမှာဟိုဘာမှမရရှိတဲ့ချင်းတွေဖြစ်ပါတယ်။ဆက်လက်ဖန်စီခံထားရတဲ့နိုင်ငံကြီးအကျဉ်းသား9ယောက်ထဲက4ယောက်ရဲ့နာမည်စီးရင်ကို PPNM ကအတည်ပြုထားပါတယ်။ သူတို့ကတော့ကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုက် မှတ်မင်မြတ်သူနဲ့ကိုတင်စုခေါ်နှစ်ဆူလိုဖြစ်ကြပါတယ်သူတို့ဟာမူလကပုံမှန်905နိုင်ငံတော်အကြီးအကဲပြည့်စုံမှုပုံမှန်71မတရားအတင်းဆက်သွယ်မှုတို့နဲ့ ထောင်တန်းကြခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်လူရစီလိုဟိုပြန်ပြီးတော့ဖမ်းနေဆိုတဲ့အမှားလေအဓိကကတော့ထပ်ပြီးတော့ဒါနိုင်ငံရေးအကျဉ်းသူတွေကိုနိုင်ငံရေးအကျဉ်းသားတွေကိုနှီးမျိုးမျိုးနဲ့ဒါပြန်လဲပြီးတော့အာရုပ်မာပြီးတော့ပဲနောက်မှုကတ္တာမျိုးတွေအာအเจ้าမရှိဘဲနဲ့ဒါပုံမှန်မျိုးတွေတက်ပြီးတော့ပြန်မဲ့ဖမ်းဆီးထည့်တယ်လို့တော့မြင်မိပါတယ် PPN မြန်မာတန်းတွေအရာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတော်မှာလူရစီနိုင်ငံရေးအကျဉ်းသား84ယောက်အထိကို ထောက်ဘူးဘကနေပုံမှန်အမျိုးမျိုးတက်ပြီးပြန်လည်ဖမ်းဆီးမှုတွေရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကိုတိုက်ထုတ်ဘူးကနိုင်ငံရေးချင်းသားတွေကိုမဟုတ်မမှန်တဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးနေတာကလူခွင့်ရေးကိုပျော်ပျော်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ PPNM ကလူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းနိုင်ငံရေးအကျဉ်းသားတွေပေါ်လူခွေချိုးဖောက်မှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်ကြဖို့တိုက်တွန်းထားပါတယ် WOPP အဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေဘက်ကနေအဆုံးထိရပ်တည်သွားမယ်လို့ပြောဆိုလိုက်ပါတယ်